ဒီနေ့ကျွန်တော်တို့အတူတူလေ့လာကြမယ့်အကြောင်းအရာကတော်တော်လေးနည်းနည်းပါတယ်။တရားစီရင်ခြင်း၊လူသားတွေရဲ့ရွေးချယ်မှုပြီးတော့ကဲတင်ခြင်းဒီအကြောင်းအရာတွေနဲ့ပတ်သက်တဲ့ဓမ္မပညာဆိုင်ရာအဆိုတစ်ခုကိုခွဲခြမ်းစစ်ဖြာကြည့်ကြမှာပါ။ကဲ၊ဘယ်နည်းစာဟာလေးကြည့်လိုက်ရအောင်။ကျွန်တော်တို့ဒီခွဲခြမ်းစစ်ဖြာမှုကိုအပိုင်လိုက်ရှင်းရှင်းလင်းလင်းတော့ကြမယ်။ပထမဆုံးတရားစီရင်ခြင်းရဲ့အစနှုန်းကနေစပြီးတော့နောက်ဆုံးဖန်ဆင်းခံလောကရဲ့အဆုံးတက်ရလအထိအစဉ်စစ်လေ့လာတော့ကြမှာပါ။ ကဲဒီအကြောင်းအရာတစ်ခုလုံးရဲ့အဓိကကြားတဲ့မိကုံးတစ်ခုကိုအရင်ဆုံးမေးကြည့်ရအောင်ကျွန်တော်ရဲ့နောက်ဆုံးအဆုံးသက်ကိုတကယ်တမ်းဘယ်အရာကဆုံးဖြတ်နေတာလဲဟုတ်ပြီဒါဆို အပိုင်းတစ်ကိုစလိုက်ကြရအောင်ဒီမှာတွေးချင်တဲ့အဓိကအချက်ကတော့တရားစီရင်ခြင်းအားလုံးအတွက်တစ်ခုတည်းတော့ဘယ်တော့မှမပြောင်းလဲတဲ့စံနှုန်းတစ်ခုရှိတယ်ဆိုတာပါပဲဒီကျမ်းပုကတော့ရှင်းရှင်းလေးပါပဲသားတော်ကိုရတဲ့သူဟာအသက်ကိုရတဲ့သားတော်ကိုမရတဲ့သူကတော့အသက်ကိုမရဘူးတဲ့ ဆိုလိုတာကသာဝရအသက်ဆိုတာသားတော်နဲ့ပြီလို့ဆက်ဆံရေးရှိတယ်လေဆိုတဲ့အပေါ်မှာပဲတက်ရိုက်မူတည်နေလေပေါ့တတော်လေးပြက်သားတဲ့အဆိုတစ်ခုပဲနော်ဆိုတော့ဒီနေရာမရဲ့အထက်ကအချက်တွေကိုကြည်လိုက်ရင်တရားစီရင်ပိုင်ခွင့်အားလုံးကိုသားတော်ကိုပေးထားတယ်သားတော်ကိုယူသေးတာဟာခမီးတော်ကိုယူသေးတာနဲ့အတူတူပဲအရေးကြီးဆုံးကတော့သားတော်ကိုယုံကြည်မှခြောက်ရာအသက်ရမယ်မယုံကြည်ခြင်းကိုယ်တိုင်ကတရားစီရင်ခြင်းထိနေပြီဘာလို့လဲဆိုတော့အသက်ဟာသားတော်မှာပဲရှိလိုပါပဲဒီတော့ သူ့ကိုညှင်းမဲ့တာဟာအသက်ကိုညှင်းမဲ့တာနဲ့အတူတူပဲပေါ့ဒါပေမဲ့ဒီနေရာမှာတကက်အကျက်အတဲတခုပေါ်လာပါတယ်စဉ်းစားကြည့်လေအဆုံးအစမရှိတဲ့အနန္တဖြစ်တဲ့ဖန်ဆင်းရှင်ကိုအကန့်အသတ်တင်နဲ့ပြည်နေလက်ဖန်ဆင်းခံတတ္တဝါတယောက်ကဘလို့လွတ်ပြီးသိနိုင်ပါလဲအဲ့ဒီကြီးမားတဲ့ကွာဟချစ်ကိုဘလို့ကြော်လွားမလဲဒီမှာရှင်းရှင်းလင်းလင်းမြင်နိုင်ပါတယ်တဖက်မှာဖန်ဆင်းရှင်အနန္တဖြစ်တဲ့နံဝိညာဉ်ဖြစ်တဲ့ ရုပ်ပိုင်ဆိုင်ရာအာရုံနေနဲ့သိမြင်လို့မရဘူး။နောက်တစ်ဖက်မှာကျတော့ဖန်ဆင်းခန့်အတိုင်ရတာရှိတယ်၊ရုပ်ခန္ဓာရှိတယ်၊ကိုယ့်ရဲ့အာရုံတွေနဲ့ပဲရရကိုတိုင်းတာသိမြင်နိုင်တယ်။ဒီလိုဒီနှစ်ခုကြားကကွာချက်ကတော်တော်ကြီးကိုကြီးမားနေတာကော။ဒီအဆိုကတော့အဲ့ဒီအချက်အခြေကိုပိုပြီးထင်ရှားစေပါရယ်။မသိတဲ့သူတယောက်ကိုချစ်ဖို့ဆိုတာမဖြစ်နိုင်ဘူးတဲ့။ဟုတ်တယ်လေ။ချစ်ဖို့ဆိုတာတိဖို့လိုတယ်။တိဖို့ဆိုတာကလည်းမြင်နိုင်ကြားနိုင်ထိတွေ့နိုင်ဖို့လိုတယ်။ ဒီလိုဆိုရင်တော့ဖန်ဆင်းခန်ကြီးအတော်ဖျားခင်ကိုချစ်ဖို့ဆိုတာဘလုံးမမဖြစ်နိုင်တော့တဲ့အခြေအနေတစ်ခုဖြစ်နေတာပေါ့ဒီလိုမဖြစ်နိုင်လောက်အောင်ကြီးမားတဲ့ကွာဟာချက်ကြီးကိုဘယ်လိုလုပ်ပြီးပေါင်းကူးပေးခဲ့လဲဒီကြောင့်ရကတင်ပြတဲ့အဖြေကတကယ်ကိုအောင်ဝဆရာကောင်းပါတယ်အဖြေကတော့ဖျားသခင်ဟာဖန်ဆင်းခန်တဲ့ဦးဖြစ်လာခဲ့တယ်ဆိုတာပါပဲဟုတ်ပါတယ်လူစားတိခံယူခြင်းလို့ခေါ်တဲ့ဖြစ်ရပါဖျားသခင်ကိုယ်တိုင်ကရုပ်ခန္ဓာကိုဆင်မြန်ပြီးကျွန်တော်တို့လိုဖန်ဆင်းခန်ရဲ့လောကကျဲကိုဝင်ရောက်လာခဲ့တယ်လို့ဆိုပါတယ် ဒီလိုလုံးလိုက်တဲ့အတွက်ဘာတွေဖြစ်လာသလဲဆိုတော့ဖန်ဆင်းခန်နေဟာဖယားသခင်ကိုကိုမျက်စိနဲ့မြင်နိုင်ခဲ့တယ်။သူ့ရဲ့အတန်ကိုကိုနားနဲ့ကြားနိုင်ခဲ့တယ်။သူ့ကိုကိုလက်နဲ့ထိတွေ့နိုင်ခဲ့တယ်။နောက်ပြီးတော့သူ့ရဲ့ဝိုင်းမြောက်ခြင်းဝမ်းနည်းခြင်းလိုစိတ်ခံစားမှုတွေကိုပါမြင်ဝါထန်ထန်တွေ့မြင်ခဲ့ရတယ်။အရင်ကမသိနိုင်တဲ့အရာဟာအခုတော့အာယုန်နေနဲ့သိနိုင်တဲ့အရာဖြစ်လာခဲ့တာပေါ့။ဒါပေမဲ့ဒီလိုဖယားသခင်ရဲ့ကြောင်းဝင်ဆော်ရွံ့မှုမှာနောက်ထပ်ရည်ရွယ်ချက်တစ်ခုရှိနေပါသေးတယ်။အဲ့ဒါကဘာလဲဆိုတော့ အဆုံးဆုံးတော့စံတက်မှုတစ်ခုဖြစ်လာဖို့ပါပဲဒီလူစားကြီးခန့်လူချင်းအထူးသဖြင့်လဝါကတိုင်မှာအဆုံးသက်ခဲ့တဲ့ဖြစ်ရဟာကြီးမြတ်ကဲ့ဖွင့်ပြလူတစ်ခုလိုဖြစ်ခဲ့ပါတယ်ဘာကိုဖွင့်ပြတာလဲဆိုတော့ဖန်ဆင်းခန့်တယောက်ချင်းစီရဲ့စစ်မှန်တဲ့သဘောတဘာဝကိုပဲဖြစ်ပါတယ်ဖျားသခင်ကအားနေတဲ့ဖန်ဆင်းခန့်တယောက်အဖြစ်ပေါ်ထွက်လာတဲ့အခါလူတွေရဲ့နှလုံးသားထဲမှာတကယ်ပါရှိလဲဆိုတာအကုန်ပေါ်တော်စေခဲ့ပါတယ်။ဒီအဆိုကတော့တကယ်ကိုပြက်သားပါတယ် ဖျားသခင်ကိုချစ်တဲ့သူတွေဟာသူဖန်ဆင်းခန့်တယောက်ချစ်လာတဲ့အချိန်မှတော့ဆက်ချစ်ကြတယ်။ဖျားသခင်ကို မချစ်တဲ့သူတွေကတော့သူဖန်ဆင်းခန့်တယောက်ဖြစ်လာတဲ့အခါသူ့ကိုတတ်ကြတယ်တဲ့။ဆိုတော့လူစားတီခံလာတဲ့သားတော်ကိုဘလို့တွန်းပြန်တယ်လဲဆိုတာကလူတွေကိုရှင်းရှင်းလင်းလင်းနှချံခွဲလိုက်တဲ့အမြင်တကြောင်ဖြစ်သွားခဲ့တာပါပဲ။ဒီတော့လူတွေရဲ့တုံပြန်မှုကိုလိုင်းနဲ့သွဲခွဲကြည့်လို့ရပါတယ်။တချို့ကလက်ခံတယ်။အဲ့ဒီလက်ခံခြင်းကချစ်ချင်းနဲ့နာခံခြင်းစီကိုဥတီသွားတယ်။နောက်တချို့ကတော့ညင်းပယ်တယ် ဲ့ဒီညင်ပယ်မှုက မနာခံခြင်းနဲ့ပုန်ကန်ခြင်းစီကိုရောက်သွားစေတယ်။အထူးအချက်ကတော့ဒါဟာသူတို့ရဲ့ကိုယ်ပိုင်ရွေးချယ်မှုသာဖြစ်တယ်ဆိုတာပါပဲ။ဖိလားတခင်က အတင်းအချက်ဖိလားပေးခဲ့တာမဟုတ်ပါဘူး။ဟုတ်ပြီ။အခုအပိုင်း၅ကိုရောက်လာပါပြီ။ဒီဖြစ်စဉ်တစ်ခုလုံးဟာဖန်ဆင်းခံတယောက်ရဲ့လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ကိုပြီးပြည့်စုံစေတဲ့လုပ်ငန်းစဉ်တစ်ခုအဖြစ်တင်ပြထားပါလေ။အဲဒါဘာကိုဆိုလိုသလဲဆိုတာစစ်ကြည့်ကြရအောင်။ လက်လက်စွာရွေးချယ်ပိုင်ခွင့်ရဲ့သဘောတဘာဝကိုဒီလိုရှင်းပြထားပါဗျ။ဘုရားသခင်ကဂျေစုတော်တွင်နောက်တရဖို့အခွင့်ရေးတွေကိုအမြဲပေးရဲ့ဖန်ဆင်းခံနေမှာအဲ့ဒါကိုလက်ခံမလားညှင်းပယ်မလားရွေးချယ်ခွင့်ရှိတယ်။ဒါပေမဲ့သူ့ကိုအချင်းချင်းညှင်းပယ်တဲ့သူတွေရဲ့ရွေးချယ်မှုကိုတော့ဘုရားသခင်ကဝင်ပြီးမပြတ်ဆင်းပြဘူး။ဘာလို့လဲဆိုတော့ရွေးချယ်မှုဆိုတာဖန်ဆင်းခံကိုယ်တိုင်လုပ်ရတာမဟုတ်လို့ပါ။အဆုံးမှာတော့လဘာကတိုင်ဆိုတော့ဖီးရက်ကအဲ့ဒီရွေးချယ်မှုကိုအပီးသက်ပြီးပြီးဆုံးစေပြီးတန်တဲ့အားလုံးကိုဖယ်ရှားပေးလိုက်တယ်လို့ဆိုပါရယ်။ဒီတော့ နောင်ရှင်ရလက်ကကျင်းသွားပါပြီ။ရွေးချယ်မှုကလက်ခံခြင်းဆိုရင်လောရက်ကသားတော်ကိုနားခံခြင်းဖြစ်လာပြီးအချိုးဆက်ကတော့ထာဝရအသက်ပါပဲ။ရွေးချယ်မှုကညင်းပယ်ခြင်းဆိုရင်တော့လောရက်ကသားတော်ကိုပုံကန်ခြင်းဖြစ်လာပြီးအချိုးဆက်ကတော့ဖြည့်ဆည်းခြင်းပါပဲ။ဒါဟာကိုယ်တိုင်ရွေးချယ်ခဲ့တဲ့လမ်းရဲ့တိုင်းလိုက်အချိုးဆက်တွေပါပဲ။နောက်ဆုံးမှာတော့ဒီအဆိုရဲ့အချုပ်ကတာပါပဲ။ ဖယားသခင်ဟာလွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ပြီးပြီးဆုံးသွားတဲ့ဖန်ဆင်းခံတွေကိုပဲအသက်ရှင်စေတယ်တဲ့ဆိုလိုတာကဖန်ဆင်းခံလောကမှာဆက်ပြီးရှင်သန်ခွင့်ရဖို့ဆိုတာသားတော်ကတဆင့်ဖန်ဆင်းရှင်နဲ့တည်တဘောလေးဖြစ်အောင်ရွေးချယ်နိုင်ခဲ့သူတွေအတွက်ပဲဖြစ်တယ်လို့ဆိုလိုရင်းပါပဲဒီခွဲချမ်းစိတ်ဖျားမှုတစ်ခုလုံးကကျွန်တော်တို့ကိုစဉ်းစားစရာမေးခွန်းတစ်ခုနဲ့ခြံထားခဲ့ပါတယ်အဲ့ဒါကတော့လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ဆိုတာတကယ်တော့လက်ဆောင်တစ်ခုလားဒါမှမဟုတ်စံတမှုတစ်ခုလား ဒီအကြောင်းကိုစက်တီတွေးတော့ကြည့်ဖို့အားလုံးအတွက်ခြံထားခဲ့ခြင်းပါတယ်